ခဲ့တဲ့ဧပြီတရနေ့ကစလို့ကြီးပောက်ကိုတက်လုံးလိုက်တင်ပို့တာရက်ဆိုင်လိုက်ပြီးနောက်ပိုင်းဖြီရင်းဈေးကွက်အတွက်ဝယ်လိုအားပမာဏကိုစနစ်တကျတွက်ချက်ပြီးထုတ်လုပ်တာမို့အရင်နှစ်တွေကထက်စာရင်တက်ထုတ်လုပ်မှုထဝက်လောက်ကျဆင်းသွားမယ်လို့မြမတက်လုပ်ငန်းကပြောပါတယ်မြမပြည်ရင်းသုံးဆွဲမှုအတွက်မြမတက်လုပ်ငန်းကမူဝါဒအပြောင်းလဲဘာတွေလုပ်နေလဲတက်တွေကိုကြီးပအလုံးလိုက်တင်ပို့တာအလွယ်ကူဆုံးစီးပွားရေးဖြစ်ပြီးပြီးခဲ့တဲ့၃လနှစ်ကတစ်နှစ်ကိုတက်မာတန်ချိန်၁၀တိန် ကျွန်းတစ်တန်းချိန်သုံးသိန်းရောင်းချပြီးနိုင်ငံသားငွေရှာခဲ့ပေမဲ့တက်တော့ပြုံးသိမှုမြင့်လာလို့အလုံးလိုက်တင်ပို့မှုလုံးဝရပ်ဆိုင်းခဲ့တယ်လို့စက်တင်ဘာ17ရက်နေ့ကတက်လုံးခွဲသားဈေးပြိုင်လေးလံရောင်းချပွဲမှာပြောဆိုခဲ့ပါတယ်။တက်အလုံးလိုက်တင်ပို့မှုရပ်လိုက်လို့ပြည်ရင်းတက်ချောတဲ့လုပ်ငန်းတွေပိုပြီးဖွံ့ဖြိုးလာသလိုတန်ဖိုးမြင့် value added ထုတ်ကုန်တွေစနစ်တကျထုတ်လုပ်လာဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ဒီနှစ်အတွက်တက်မာတန်းချိန်9သိန်းလောက်ရောင်းပေးနိုင်ဖို့ရာထားတယ်လို့တက်လုပ်ငန်းအထွေထွေမန်နေဂျာဦးခွန်အောင်စိုးကပြောပါတယ် ချိုးတဲ့လှုပ်လိုက်တဲ့ခါကျတော့ကိုပြည်တွင်းမှာအလုတ်အများကြီးရလာတယ်။ရောင်းတဲ့ခါကျတော့အချိုးတဲ့တံပိုးကတစ်လုံးနဲ့ဆိုရင်နှစ်ဆသုံးဆကွာပါပဲ။ကိုတော့အလုံးလိုက်တင်သွားတဲ့ခါကျရင် လုံးလိုက်ဈေးကိုလုပြီးတော့နိုင်ငံသားဝယ်သွားရင်ပြည်တွင်းကလုပ်ငန်းရှင်တွေမရှင်နိုင်ဘူးဝယ်ရတာ။ကိုနိုင်ငံမှာအလုတ်များများရအောင်ရယ်တစ်ခုတ်တိုင်းရှော့ပြီးမဲ့ကိုနိုင်ငံမှာလုံးလုံးလောက်လောက်တုံးလို့ရတော့ဘောနော်။ကျွန်တော်နိုင်ငံရဲ့တစ်တုံးအောင်တွက်ချက်ပြီးမှကျွန်တော်တို့ဒီတစ်ကိုခုတ်ရောင်းခြင်းဖြစ်ပါတယ်။ အဓိကနိုင်ငံတွင်းမှာသုံးလုံလောက်အောင်ကျွန်တော်တို့အဓိကထားတန်၅သိန်းရောင်းဖို့တော့ကျွန်တော်တို့ဟိုရထားတာပေါ့အစိုးရမူဝါဒပြောင်းလဲပြီးနောက်ကြည်ရင်းဈေးကွက်အတွက်တစ်တန်ချိန်လုံလောက်အောင်ရောင်းချပေးနေပြီးတလကိုရန်ကုန်နဲ့မန္တလေးတို့မှာဒရင်ကနေနှစ်ချိန်လုံးဈေးပြိုင်လေးလံစနစ်နဲ့ရောင်းချနေတာဖြစ်ပြီးဝင်ငွေအနေနဲ့ကျပ်ငွေ28ဘီလီယံရရှိထားတယ်လို့ရှင်းပြပါရတယ်လေလံပြစ်နေတဲ့တစ်တွေဟာမြမတစ်လုံငန်းကထုတ်လုပ်တဲ့တစ်တွေပြင် ်တစ်တော်ဌာနကဖမ်းဆီးမိတဲ့တစ်တွေလည်းပါဝင်ပါတယ်။မန္တလေးမှာလီလံတင်တဲ့တစ်တွေဟာမြန်မာပြည်မြောက်ပိုင်းကတစ်တွေပါဝင်ပြီးရန်ကုန်မှာတင်တဲ့လီလံတစ်တွေကတော့မြန်မာပြည်အောက်ပိုင်းထွက်တစ်တွေဖြစ်တယ်လို့ဆိုပါတယ်။ပြည်ရင်းဈေးကွက်လုံလောက်တဲ့ပမာဏကိုထုတ်လုပ်ပြီးတစ်ထုတ်လုပ်မှုကိုလျှော့ချသွားမှာဖြစ်သလိုတစ်ခုတ်ရမှာလည်းအနည်းဆုံးသက်တမ်း60ထက်ရှိတဲ့တစ်ပင်တွေကိုခုတ်လဲမှာမို့မြမတစ်လုံငန်းရဲ့နီးစနစ်အတိုင်းလှုပ်ဆောင်ရင်တစ်တော့မပြုံးတည်ဘူးလို့ဥခွန်အောင်ဆိုကပြောပါတယ် တစ်ခုတ်လို့ရတဲ့တစ်အဆင်ပေါ့နော်အဓိကဥပမာပြောရရင်လုံးမရင်စုလုံးမ6ပေပေါ့ညီကြီးကနေ4ပေအမြင့်မှရှိ4ပေအမြင့်မှတစ်လုံးကရင်စုလုံးမ6ပေရှိတဲ့တစ်မှကျွန်တော်တို့တစ်လုံးကခုတ်တဲ့အတွက်ကျွန်တော်တို့မြမတစ်လုံးကပုံစံပဲခုတ်သွားလို့ရှိရင်မြမတော်ရဘရုံးမှမပြုံးပါဘူးမတမာတဲ့နီးနဲ့တစ်ထုတ်လို့မှုပေါ်ပေါ်ထင်ထင်ဖြစ်လာတာမို့ဖန်းစီရလဲလွဲကူလာပြီးတစ်တော့ရဲတပ်ဖွဲ့ဖွဲ့စည်းပြီးထိမ့်သိမ်းဆောင်ရှောက်နေတယ်လို့ဆိုရတဲ့